2024 25 Champion League ရဲ့ကျွန်တော်အကြိုက်ဆုံးအသင်းမင်္ဂလာပါကိုခန့်အစ်စတဖုတ်ဘောရှူအနီချူလိုပါရီကျွန်တော်ကိုခန့်ပါ2024-25 Champion League ပြိုင်ပွဲရနေကျွန်တော်အကြိုက်ဆုံးအသင်းတသင်းကိုကစားသမား17ယောက်နဲ့နီးပြတစ်ယောက်ပေါင်းပြီးတော့ဖွဲ့စည်းတုံးသက်ဆွေးနွေးတော့မှာဖြစ်ပါတယ်ဆိုတော့ဒီကစားသမား17ယောက်နဲ့နီးပြသည် ကျွန်တော်အကြိုက်ကစားသမားတွေနဲ့နီးပြဖြစ်ပါတယ်ခင်ဗျကျွန်တော်ညီကိုကြီးလည်းကိုအကြိုက်ကစားသမား17ယောက်နဲ့နီးပြစင်းကို comment မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ဆိုတော့ဒီနေ့ Champion League မှာအသင်းတိုင်းလိုလိုကအဆွေအစိတ်ရှိခဲ့တယ်ကစားသမားကောင်းတချို့လည်းဒီပြိုင်ပွဲကနေပေါ်ထွက်ခဲ့တယ်ဥမာပြောရင် Guerrero C လိုကစားသမားတွေငကိုကလေးကကောင်းနေပါတယ်ဆိုကာမှ Champion League မှာပို့ပြီးတော့ခြေသွမ်းပြနိုင်ခဲ့တယ် ပြီးခဲ့တဲ့ရာသီကလေးကဗျာဒါစတုဂတ်မှာဂိုးတွေတနိုင်သွင်းထားတာဒေါ်မန်ရောက်လာတဲ့ချန်ပီယံလိပြိုင်ပွဲမှာဝင်ရောက်ကစားရတယ်တဟဇာတာဖြစ်တဲ့သူ့ရဲ့အရေးသွေးကိုဆက်လက်တက်တည်ပြနိုင်ခဲ့တယ်ဒီတော့ကြောင့်ဂရစီယာချန်ပီယံလိမှာဆိုရင် rating တော်တော်ကောင်းတဲ့ကစားသမားဖြစ်ပါတယ်သို့တော့ကျွန်တော်ကတော့အဲ့လိုအားလုံးပေါင်းပြီးရွေးမယ်ဆိုရင်၁၁ယောက်မကတပုန်နှကောင်းရွေးရလိမ့်မယ်ဒီတော့ကြောင့် limit တစ်ခုတော့ထားလိုက်ပါတယ် semi final ကို တက်ရောက်လာတဲ့အသင်းတွေကကစားသမားတွေကိုပဲဦးစားပေးရွေးချယ်သွားမှာဖြစ်ပါတယ်ခင်ဗျာကြဲတော့ကျွန်တော်4 3 3ပုံစံနဲ့ကျွန်တော် formation ကိုတည်ထားပါတယ်နီးပြအောင်အရင်စပြီးတော့ပြောမယ်။ရှင်းပါတယ် PSG အသင်းကိုဖလားရအောင်ဆွမ်းဆောင်ပေးခဲ့တဲ့စပိန်နီးပြ Luis Enrique ဖြစ်ပါတယ်။ Enrique ကတော့တိတ်ကိုထူးချွန်တဲ့နီးပြတစ်ယောက်ဖြစ်တယ်လို့ပြိုင်ဘက်အသင်းကလည်းပေါ်သေးသေးဘယ်တော့မှထည့်မတွက်တဲ့နီးပြတစ်ယောက်ပေါ့နော်။ Inter Milan ဆိုရင်ပုံပုံလင်းလင်းပြောရင်ကစားသမားစုဖွဲ့မှုစီးရင်ရတစ်ဖက်က PSG လောက်တောင့်တင်းမှုမရှိတော့ဘူး။ သူအေးစစ်ကန်လို့ရတယ်ဒါပေမဲ့ဆာမိုနီအင်ဇာဂီရဲ့ aggressive ဖြစ်ဖြစ်ကစားတဲ့ခန်းစစ် playing style ကိုတည်တဲ့အတွက်ကြောင့်အာယုံစူးဆိုင်မှုအပြည့်နဲ့ကစားသွားခဲ့တဲ့အပြင်ယာတီအစမှာအထူးသဖြင့် Champion League အဖွင့်ပွဲတွေရလက်မကောင်းခဲ့ဘူး128နဲ့နောက်တစ်ဆင့်ကိုမတက်ခဲ့ဘူးဆိုပေမဲ့ဘလိုပဲဖြစ်ဖြစ် Champion ဖြစ်နိုင်တဲ့အရေးသွေးရှိတဲ့အသင်းဖြစ်အောင်ပြုစုပြောင်းထောင်ပေးနိုင်ခဲ့တယ်အဲ့အတွက်ကြောင့်ကျွန်တော်ကတော့ Luis Enrique ကိုဒီအကြိုက်အသင်းမှာနီးပြအဖြစ်ရွေးချယ်ပါတယ် โอเคဂိုးသမားနေရာမှာတော့ကျွန်တော် PSG တင်းရဲ့ဂိုးသမားဒိုနာရမ်မာကိုရွေးချယ်ပေးပါတယ်ဒိုနာရမ်မာရဲ့ဆွန်မားရဲ့နှစ်ယောက်လုံးကောင်းပါတယ်ဆွန်မားရဲ့ဘောလုံးပေးပို့မှုတွေကတော့ပို့ပြီးတိကျတယ်သွေးအေးတယ်ဆိုပေမဲ့တကယ် short stopper စစ်စစ်တယောက်ရဲ့ ability မျိုးကို Donnarumma ကပုံပြထားနိုင်တယ်။ Arsenal တင်းနဲ့တွေ့ဆုံခဲ့တဲ့ပွဲတွေမှာဆိုရင် Donnarumma ရဲ့လန်ထွက်နေတဲ့ပုတ်ထုတ်ကာကွယ်မှုတွေကြောင့် Arsenal တင်းကလိုအပ်တဲ့တွင်ကိုပမာဏမရတာပါ။ Donnarumma ရဲ့စွန့်ဆောင်ရေးဘိုင်းတွေက PSG တင်း fly ရရှိအောင်တောင်းတနေရာကအထောက်ကူပြုခဲ့ပါဗျ။အဲ့ဒါကြောင့်ကျွန်တော်ကတော့ Donnarumma ကိုကိုသမတနေရာမှာယူပေးပါဗျ။ Okay အဲ့တော့ကျွန်တော် full back ကိုထပ်ဆွေးနွေးပါမယ်။ CB နေရာနေရာမှာ PSG က captain Marquinhos နဲ့ အင်တာမီလန်ရဲ့ ACB ကစားသမားဘတ်စတိုနီကိုရွေးချယ်ပေးပါတယ်။မာကွင်းညိုစ်ကတော့ကပ္တိန် PP PSG နောက်တန်းမှာအကောင်းဆုံးကွန်မန်ပေးပြီးတော့ကစားသွားခဲ့တဲ့သူတစ်ယောက်ဖြစ်တယ်လို့လီဒ်လုံနိုင်စွမ်းလည်းရှိပါတယ်။ဒီနှစ်ချန်ပီယံလိမှာဆိုရင်မာကွင်းညိုစ်တီ PSG အသင်းအတွက်16ပွဲပွဲထွက်ကစားခဲ့ပါတယ်။ဘတ်စတိုနီကအင်တာမီလန်အသင်းအတွက်14ပွဲပွဲထွက်ကစားခဲ့ပြီးတော့ကျွန်တော်တကူဖန်တီးပေးခဲ့ပါတယ်။ ဆိုတော့ဘက်စတိုနီလည်းတချို့ပွဲစဉ်တွေမှာလိုအပ်ချက်ရှိပေမဲ့များသောအားဖြင့်အင်တာမီလန်အသင်းရဲ့ဒီဒီဖန်ဆစ်ဖလိုင်းမှာသူ့ရဲ့ဆွမ်းဆောင်ရည်အကောင်းဆုံးပဲ၃အောက်တန်းခံစစ်မှာဆိုရင် အချာဘီဘစ်စစ် ဒီခါလေးကျရင်လည်း Barvert တို့တော့ Bastoni ကတော့မရှိမဖြစ်ပါဝင်ကစားခဲ့ရတဲ့ကစားသမားပါဒီအတွက်ကြောင့်ပဲ Bastoni ဒီလက်ရှိအချိန်မှာပေါက်ကြီးရအမြင့်ဆုံးနောက်ခံကစားသမားတစ်ယောက်လည်းဖြစ်နေတာပါအဲ့တော့ကျွန်တော် Cyber နှစ်ယောက်ကိုဆက်လက်ရွေးချယ်ပါမယ်ကျွန်တော် Hakimi နဲ့ Inter Milan က Dan Fries ကိုရွေးပေးပါတယ်နှစ်ယောက်လုံးကတော့ position တူနေတယ် Hakimi ကလည်း right back မှာဆော့တယ် Dan Fries ကလည်း right back မှာဆော့တယ်နှစ်ယောက်လုံးကိုကြိုက်တဲ့အတွက်ကြောင့်ကျွန်တော်ရွေးပေးလိုက်တာပါသို့တော့ Hakimi ကတော့ left back ပဲဖြစ်ဖြစ် right back ပဲဖြစ်ဖြစ်ကစားနိုင်တဲ့အတွက်ကျွန်တော် Hakimi ကို left back ပို့လိုက်တယ် ်ဒန်ဖရိုင်းကိုတော့ right back တနေရာမှာပဲထားပါတယ်အဲ့တော့ဒန်ဖရိုင်းတောင်းရင်ပြောမယ်ဒန်ဖရိုင်းဒီပြီးခဲ့သောဘောလုံးရာသီတွေမှာခရေကခြေသွမ်းအတော်လေးတည်ငြိမ်တဲ့ကစားသမားဗျကျွန်တော်သဘောကျစေခဲ့တဲ့ပွဲစဉ်တွေကတော့ဘာစလိုနာနဲ့နှစ်ကြော့တွေ့တဲ့ပွဲစဉ်တွေမှာသဘောကျစေခဲ့တာပါအထူးသဖြင့်ပထမအကြော့နော်တည်ကြခဲ့တဲ့ပွဲစဉ်မှာဆိုဒန်ဖရိုင်းရဲ့ ဖြတ်တင်ဘောတွေကအဲ့လိုဆက်နဲ့ပေးဖို့ဒလာအောင်မရတယ်ကွက်တီကြီးတွေကိုဖြစ်တာလုံးဝထိဝင်နေပြီပဲရှစ်တက်နောက်ဆင်းမှမှန်ကစားနိုင်တယ်အသက်ရွယ်ပိုင်းကခြေသွမ်းပိုင်းကလုံးဝ prime ချိန်ကိုရောက်နေတဲ့ကစားသမားပါဒီအတွက်ကြောင့်ကျွန်တော် Dan Fries ကို right back တနေရာမှာရွေးပါတယ်ဒီနေ့ဘောလုံးရသည်မှာ Danfries ကတော့12ပွဲကစားတယ်2ဂိုးသွင်းပြီးတော့3ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်ကဲတစ်ဖက်က Hakimi အထူးတလဲညှို့နေစရာမလိုတော်တော်ကောင်းတဲ့ကစားသမား PSG ခေါ်ခဲ့တဲ့ကစားသမားတွေထဲမှာအဲ့ဒီ Marquinhos တို့เนาะကျွန်တော် Hakimi တို့တိတ်ကိုမှန်ကန်ခဲ့တယ်လို့ပဲပြောရမှာဖြစ်ပါတယ် Hakimi ကတော့ PSG အတွက်16ပွဲကစားခဲ့ပါတယ်4ဂိုးသွင်းပြီးတော့5ဂိုးဖန်တီးပေးခဲ့ပါတယ်အခု Champions League နောက်ဆုံးပွဲတွေမှာလည်းသွင်းဂိုးတကူကို သွေးယူပေးသွားခဲ့ပါသေးတယ်။ဒီစွမ်းဆောင်ရည်တွေကကိန်းကနဲအချက်လက်တွေကဒါချန်ပီယံလိနဲ့ပဲပတ်သက်တဲ့ကိန်းကနဲအချက်လက်တွေနော်။ဟုတ်ပြီအဲ့တော့ကျွန်တော်ကွင်းလက်ကစားသမား3ယောက်ထပ်လာမယ်။ကျွန်တော်ဒီပလိုင်းတနေရာမှာတော့ကျွန်တော်တို့ကိုလုံအောင်အောမင်တက်ဖွဲ့ကောင်းလောက်အောင်စွမ်းဆောင်ရည်ပြတ်တသွားခဲ့တဲ့ချာတီလီဂျော်နေဗက်စ်ဖြစ်ပါတယ်။တော်တော်မိုက်တယ်။ PSG ကိုမရောက်ခင်အချိန်ကာလတုန်းက impress မဖြစ်ဘူးသို့တော့အခုကိုယ်တိုင်မြဝါတင်နေမြင်တော့မှဒီကောင်လေးဒီတကယ် အဆင့်မြင့်တဲ့နေရာတနေရာကိုရောက်နေပြီဆိုတာကျွန်တော်သိလိုက်ပါတယ်။အဲ့တော့ John Navas ဒီ PSG အတွက် Champion League မှာ18ပွဲကစားပြီးတော့တကူးသွင်းတကူးဖန်တီးပေးခဲ့ပါတယ်။ရှေ့က2ယောက်ကျွန်တော်နံပါတ်8တို့နံပါတ်10တို့အဖြစ်စောမဲ့ကစားသမား2ယောက်အဖြစ် Vitinha နဲ့တစ်ဖက်က Declan Rice ကိုရွေးပေးထားပါတယ်။ Vitinha ကလည်း PSG အတွက်18ပွဲကစားပြီး2ကိုးသွင်း2ကိုးဖန်တီးပေးခဲ့ပါတယ်။စွမ်းဆောင်ရည်အတော်တည်ငြိမ်တဲ့ကစားသမား2ယောက်ဖြစ်ပါတယ်။တစ်ဖက်က Rice ကလည်းထိုနည်းတူပါပဲ။ Arsenal ရဲ့ပွဲတော်တော်များများမှာတည်ငြိမ်တဲ့စွမ်းဆောင်ရည်တချို့ ပြသခဲ့သလိုစီမီဖိုင်နယ်ရီယယ်မက်ဒရစ်နဲ့တွေ့တဲ့ပွဲမှာဟိုမချောက်တင်ခံနိုင်မဲ့အလွတ်တေကံပေါ်နှလုံးကိုသွင်းယူပေးသွားခဲ့တယ်။ဒါ့အပြင်ကော်နာပေးပို့မှုတွေကလည်း ပြန်ပတ်အသင်းတွေကိုချန်ပီယံလိမှာအမြဲတမ်းလိုလိုချိန်ချောက်နိုင်ခဲ့တယ်။တာမန်ဘောလုံးကစားရင်လည်းကောင်းတယ်။ဘောပလင်းလည်းရတယ်။အဲရှူတင်ပိုင်းတွေလည်းတိတ်ကိုကောင်းမွန်လာပါတယ်။ Rice ကတော့ Arsenal အသင်းတော်က73ပွဲချန်ပီယံလိမှာကစားပြီးတော့၄ဂိုးအတွင်း၂ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ကျွန်တော်တိုက်စစ်၃ယောက်ပဲကြံတော့တယ်။အဲ့တော့အထောင်တနေရာမှာအထောင်ဆိုရတဲ့ဗျာ၃ယောက်လုံးလှုပ်ဆော့ဖို့ပေါ့ကျွန်တော် Usman Dembele ကိုရွေးပါတယ်။ဥစမန်နမီလီကလည်းငကြမ်းဗျဒီနေ့ဘာလွန်ဒေါ်ရဖို့အတွက်ရေပန်းတော်လေးစားသွားပြီလေဖြစ်ပါတယ်ဥစမန်တမ်ဘီလီဒီ PSG အသင်းတို့ချန်ပီယံလိမှာ15ပွဲကစားခဲ့တဲ့19တွင်းပြီးတော့6ခုဖန်တီးပေးခဲ့ပါတယ်အခုနောက်ဆုံး final ပွဲတင်မှာလည်းသူ့ရဲ့ဖန်တီးပေးဖို့မှုတွေဒီအများကြီးအခေအားကြခဲ့ပါတယ်အဲ့ဒါကြောင့် Usman Dembele ကိုကျွန်တော်ဒီ number 9နေရာမှာရွေးပေးပါတယ်ကဲကျွန်တော်အစွန်နှစ်ဖက်ကတော့ရှင်းပါတယ် Barcelona ရဲ့ဒီနေ့ရာဒီစောက်ရမ်းကောင်းတဲ့ဝင်ကာ2ယောက်ဖြစ်တဲ့ Lamine Yamal နဲ့ Rafinha ပါအဲ့တော့ Yamal ဒီချန်ပီယံလိမှာရော La Liga မှာရောစောက်ရမ်းကောင်းတဲ့ဟိုဘဲ ော်နမန့်မဆိုပါရမယ်တော်တော်ကောင်းတယ်အဲ့တော့ရမယ်ဒီဒီနှစ်ဘာစလိုနာမှာဆိုရင်ချန်ပီယံလိ73ပွဲကစားခဲ့တယ်9ခုသွင်းပြီးတော့3ခုဖန်တီးပေးခဲ့တယ်အဲ့တစ်ဖက်ကရာဖင်ညာကတော့ဒီယာဒီချန်ပီယံလိရဲ့အကောင်းဆုံးကစားသမားလို့ပြောလို့ရတယ်ကိန်းကနန်အချက်လက်ရအမြင့်ဆုံးကစားသမားလို့ပြောလို့ရပါတယ်ရာဖင်ညာကတော့ဘာစလိုနာအသင်းတို့က14ပွဲကစားပြီးတော့73ခုသွင်း8ခုဖန်တီးပေးခဲ့ပါတယ်သူကလည်းပရီးမီးယားလိမှာဆိုရင်မိုဆာလာနီဒူပါပဲဘာကြောင့်လဲဆိုတော့ဂိုးအများဆုံးသွင်းပြီးတော့ ိုးများဆုံးဖန်တီးပေးတာသူတယောက်တည်းဖြစ်နေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ခင်ဗျ။ဟုတ်ကဲ့ဒါတော့ကျွန်တော်စိတ်ကြိုက်ရွေးချယ်ပေးထားတဲ့2024-25ဘောလုံးရာသီရဲ့အကြိုက်ဆုံးချန်ပီယံလိအသင်းနဲ့နီးပြဖြစ်ပါတယ်။ကျွန်တော်ညီကိုရဲ့အမြင်လေးလဲကောမန့်မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ခင်ဗျ။အခုတော့ခဏနှုတ်ဆက်ခွင့်ပေးပါခင်ဗျာ။